ားလုံးပဲမင်္ဂလာပါရှင်ဆရာမမမှုအင်းလေးရရေရွှေလကုံကိုမြင်လင်းဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း20ကိုဆက်လက်ဖတ်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်ခင်းဆွေဝင်လင်းနောက်လိုက်ပြတာကအကြောင်းမဟုတ်မအေးတဲ့မှာသူကိစ္စနဲ့သူရင်ထဲမှာမီးတောက်နေရလေဤခင်းဆွေဝင်ဤဖေဖေကသူသမီးပျောက်ချောင်းကိုလာမေးတော့အလွယ်တကူပင်ပြောပြလိုက်သည်အလကားကောင်မဒီရွယ်ရောက်မှလင်းယူရာများအဆန့်လို့ထွက်ပြေးလာပါလားလုံနေရသေးတယ်ဟိုခင်းဆွေဝင်ကိုကျင်းစေလိုက်မိသေးဤ သူ့မသားရင်ထဲကအပူကိုအပြင်းမထုတ်ရဲပဲတုံနွနေဖြစ်နေရသည်ကိုမောင်မောင်မြင့်တယောက်အိမ်မော်ရောက်လာသည်မှစ၍မအေးတင်းအမူအရာပြုမှုတစားတစားပြောင်းလဲလာသည်ညီတို့အပေါ်မှာမှမထရှိဘူးသည်ဖော်ရမှုလိုက်လျောမှုမျိုးဖြင့်ကိုမောင်မောင်မြင့်ကိုစေတနာထက်ဆန်စွာပြုစုကျွေးမွေးခဲ့သည်တဖက်ခမ်းမှအင်္ဂါများလဲဆင်းသွားပြီဖြစ်၍ကိုမောင်မောင်မြင့်တယောက်ထဲတဖက်ခမ်းမှနေသည်မအေးတင်းတို့စီမှာတော့ဘုတ်တစ်ချောင်းရှိ၍အမြဲတမ်းဝင်ထွက်ကရှင်းလင်းလှဲခြင်းပြီးသည် အဝတ်များကိုလျှော့ဖို့မိဘူးတိုက်ပြီးသည်ရုံသွားလျင်အချင်းချင်းတိုက်ဆိုင်စီရန်စောင့်ပြီးထွက်ရသည်ရုံစင်းလျင်မှတ်တိုင်မှာဆုံရန်ကြိုးစားရသည်သို့တော့ကုမမောင်မြင့်ကအပေါင်းအသင်းများစီဝင်နေတတ်၍မဆုံပြစ်သည်ကများသည်ဘာပဲဖြစ်ဖြစ်မအေးတင်ဘကတော့အစွမ်းကုန်ကြိုးစားလေသည်ကုမမောင်မြင့်ကလည်းမအေးတင်တို့ပြုစုလုပ်ကြသည်များကိုကျေနပ်စွာခံယူသည်ပင်ပြီးတော့တစ်ခါတည်းရန်အနှောင့်အယှက်မလို့သောဇကားကိုပင်ဆိုတတ်လာ၏မအေးတင်တို့ကခုလိုပြုစုတော့အားနာတယ်ဗျာ ကျေးဇူးလေးတင်ပါတယ်။တော်ကြကျွန်တော်ကအလိုက်ကန်းဆုံးမသိအိမ်မောကတော်တော်လုံးမစင်မနဲ့ခတ်မယ်နော်။ကုမောင်မောင်မြင့်နေနိုင်နေပေါ့ချင်။ကြာလာတော့ပဝင်းချင်ကလည်းတီတိုးပြောစားပြူ၏။မိမိတို့လင်းများရှိနေသောအိမ်မှာယောက်ျားတစ်ယောက်က အတူနေထိုင်သည် စားတောင်းနေသည်ဆိုတော့အမနဲ့လားညီမနဲ့လားဟိုမသိမသားဆောင်းချိတ်ကြ၏။မအီတင်ကတော့ဂယုမဆိုင်ပေ။ဒီလိုပဲထမင်းလာကကြွေးပြီးနီးစက်ရညာသားသူတွေအများကြီး အပြုတ်လူပြိုခြင်းများတာဘာဖြစ်တယ်လဲဟုပြန်ချိန်ပါ၏ညီမဆင်စင်ကိုတော့အနေထိုင်ဆင်ညမို့ပေါင်းနှင်းကျော်ကိုနာနာဆွဲပြီးဆုံးမထားရသည်ကိုမောင်မောင်မြင့်အင်းရှိမထမင်းလာစားလျင်ဆင်စင်အိမ်ပြန်ထွက်မလာရရေချိုးတည်နေရာတွင်ကိုမောင်မောင်မြင့်ရှိနေလျင်ဆင်စင်ရေမချိုးရဆင်စင်ကလည်းမမလူကပုံလုံးကြီးစိတ်ဝင်စားပါဘူးလူပုံကအညာသားပြီးပြော့စစ်စစ်နဲ့ဆိုကဝေဝေးရှောင်သည် စင်းစရာအိမ်မနေလျင်ဝိထုစာအုပ်ကလွှဲရေးပါမှစိတ်မွန်းစားအိမ်မှုကိစ္စဆိုရေးပါမှမလုပ်တတ်ဖဲဆက်ကော့လက်ကော့နိုင်လာတော့စင်းစင်ကိုကမမမြင့်ကလည်းစိတ်ကူးတဲ့ထဲပုံများကြီးတိရအတွက်မအေးတင်စိတ်ချမ်းသာ၏သို့တော်ယခုတလောစင်းစင်အမှုရာပြောင်းနေ၏ခါတိုင်းထပ်ပူ၍စကားနေကမိဖို့ကြောင့်ကိုဝင်၍ထမင်းဟင်းချက်စာပြူလာသည် မတောင်းတဲ့သူအိမ်လုံးများကိုကူးလုပ်ပေးနေတတ်၏ကမမမြင့်ထမင်းစားနေလျင်အိမ်ရှိမထွက်တော့လေ လူအပ်သည့်များကိုအိမ်နောက်ဖိမဆီမံတက်လေသည်စစ်စစ်တယောက်ရင်ကျေးတိမ်မွေလာ၍ဝန်တာနေစဲမှာပင်စစ်စင်ကိုမတင်ငါစရာတွေတွေ့လာရ၏ကျောင်းပိတ်ထားပါလျက်အိမ်မှအကြောင်းမျိုးမျိုးပြကအပြင်ထွက်တတ်သည်မိမပိသားစွာပြပြင်းချက်သားတတ်လာသည်စစ်စစ်မှာချစ်သူရှိနေလေပြီလားဟုမအီတင်ဆိုရင်လာသည်သို့သောသူမှလည်းသူကိစ္စနဲ့သူလုံးမနေရ၍ဆင်းဆင်းကိုမစစ်စစ်အားပြီးယနေ့ဆင်းဆင်းမနဲ့အစောကြီးကလေးကအိမ်မှထွက်သွားသည် တငယ်ချင်းတယောက်နဲ့ရုပ်ရှင်ကြည့်မိဟုပြောသွားသည်ညနေဆောင်သည့်အထီးပေါ်မလာသည်သူ့နေရာကိုစစ်ဆေးတော့အဝတ်အစားတွေလည်းရောနေသည်ကိုတွေ့ရသည်စားများရေးထားမလားဟုကြည့်ရတစောင်းတလေးများမတွေ့ရပေကိုမောင်မင်းကလည်းရုံမှပြင်မြောက်သည်ကိုမောင်မင်းပြန်လာလျင်ဖွင့်ဟတိုင်းမင်းကဆင်းဆင်းကိုရှာမိဟုစိတ်ကူးသည်ကိုမောင်မင်းကလည်းပေါ်မလာဒီတော့မအေးတင်စိတ်မှာစနောက်စနင်းဖြစ်ရပြီရှင်ထဲမှာပူလောင်လာရပြီ။ အမေသမီးခုချင်းဒီပြန်လာတာမဟုတ်တော့ဘူးထင်နေအေးငါလည်းမသိငါဘူးခုတော်တော်ဒီကောင်မလေးမူပြောင်းနေတယ်မူပြောင်းတာအရင်ကြည့်ဘူးဟိုဘက်ကကိုမောင်မောင်မင်းကလည်းပြန်မြောက်သေးဘူးအမေရဲ့ဟဲ့အဲ့ဒါဘာဖြစ်လဲခါတိုင်းလဲသူနောက်ကျနေကြပဲမဟုတ်ဘူးအမေရဲ့ကျမစိတ်ထဲမှာတမျိုးပဲစစ်စစ်နဲ့ကိုမောင်မောင်မင်းကိုတိတ်မသိငါဘူးရောဟုတ်လားဒါဖြစ်လဲကောင်းတာပဲအေးဒီတငယ်နဲ့ဆိုတော်သေးတာပေါ့ဒီပြင်မဟုတ်တဲ့ဥတွေနဲ့ဖြစ်သွားမှသာစိုးရင်ရတာ မအိတ်တင်ရင်မှာတော့ဒိန်းတလိမ့်နဲ့ပူလျက်ရှိပြီးဆစ်စင်ကိုလည်းပူရည်ဒေါသဖြစ်လာ၏ဒီလိုပဲနေလို့ဖြစ်မလားအမေရဲ့လိုက်အောင်မပေါ့ဟဲ့ငါဘယ်ကိုလိုက်ရမှာလဲသူ့တငယ်ချင်းတွေအိမ်ဖုံးဆက်ပြီလေလင်းအောင်လိုက်သွားတယ်ဆိုရင်လည်းရှာလို့တော့အပူပါပဲဤတကယ်တော့သူ့အမေကမတောင်းကိုအိအောင်မေး၍တည်တင်းတလောက်တည်ပြီးပြီးပြီးထို့ကြောင့်လည်းအနေငယ်စိတ်အေးနေ၏မအေးတင်းကသာမအေးနိုင်မဲ့ပြာရခန့်နေသည်စဉ်စဉ်သွားရသည့်နေရာတွေဖုံးဆက်မိသည်မတွေ့ မအေးတင့်တော့သဘုံထားပြီသူညာပြောကြတော့ဖြစ်တော့မှာပဲယောက်ျားတယောက်ကိုအိမ်မော်တင်ထားလို့ကိုဟင်ကသမီးပြို့လေးပါသွားတယ်လို့တော့ပြောတော့မှာပဲအမေကလည်းကြိတ်မထိန်ဘူးဟဲ့အဲ့ဒါတီးလျက်နဲ့ညီးပဲလက်ခံကျွေးခဲ့ပြီးတော့နောက်ပြီးလူပြို့ပြို့ချင်းရတာရပါစေဘာဖြစ်လဲဆိုမအေးတင့်အခန်းရခန်းနေချာဤဒီเจ้าတွေကိုယုံကလူတွေသိရင်ဘလို့ပြောရပါမလဲအရက်ထဲမှာလည်းဘလို့မျက်နှာပြရမလဲသူကတော့သူနဲ့သာအပိုင်တွက်ပြီးကြွားထားခဲ့သည် သူအဖြစ်ကိုမျက်စိအကြောင်းကနှင်ငေးကြည့်နေတော့မတောင်းကိုမြင်တော့မအီတင်ကဝုန်းကနေထပြီးမတောင်းကိုဆစ်ဆီးသည်ကောင်မညီတိမှာပဲပြောစမ်းဆင်းဆင်းပဲသွားရလဲကိုမောင်မောင်မျက်နှာဆင်းဆင်းတို့ကြိုက်နေကြသလားပြောစမ်းညီတိတာရှိရင်ပြောစမ်းမတောင်းကအယောင်ယောင်အမမဖြစ်မအီတင်အမေကိုလမ်းညှိုးထိုးပြ၏ဟိုးသူသူနဲ့အဲအဲ့ဒီကိုမောင်မောင်မျက်နှာရုပ်ရှင်တို့ကြည့်မဲလို့တော့မနှက်ကနောက်ဖေးမှာပြောတာကြားရတယ်နောက်နောက်ပြီး ောက်ပြီးဘာဖြစ်လဲမြန်မြန်ပြောစမ်းနောက်နောက်ပြီးဘယ်ကိုလဲမသိဘူးသွားမလို့တဲ့ဟဲ့အဲ့ဒါတိလက်နဲ့ငါ့ကိုဘာလို့မပြောတာလဲကဲဟဲမတောင်းတရားပေါင်းနှင်းကျော်ဆယ်လင်ခံရပြီပြီကြောက်ပါပြီမရဲ့ကျမမိမိကြီးကိုပြောပါတယ်မရဲ့အမလီကြောက်ပါပြီမအေးတင်သည်မတောင်းကိုတွန်းလှောက်ကဒေါနဲ့မန်းနဲ့မြည်တွင်တောက်တီးနေလေတော့ဤဟွဖို့ထွားမှာတောင်းမှန်းသိတယ်သိမယ်သိမယ်ဒင်းတို့ပြန်မလာခင်ဒီရင်ကိုလူခါတင်ပြမယ် ။ဒင်းကအိမ်ရောလူရောပိုင်ကျင်တာဖယ်ရမလဲ။ကိုချင်းဆိုင်ကသူ့ကိုလာမခေါ်တဲ့ဖြစ်မန်းငွေရင်အလွန်ဆိတ်ဆိုးလျက်ရှိ၏။ကလေးတယောက်နဲ့မပြောမစိုးအိမ်ပေါ်ရောက်လာတော့မန်းငွေရင်ကိုသူ့အမေကလည်းနှင်ချလျက်ရှိပြီ။နှင်မချရလည်းမဖြစ်။အိမ်မကလူနဲ့အခန်းနဲ့မမျှအောင်ဖြစ်နေပြီ။ဒီကြားထဲမောင်တယောက်ကမိမခိုးလာတော့အားလုံးနေကြမရှိဖြစ်နေ၏။မငွေရင်မှာကလေးထင်းပြမိသူမရှိသဖြင့်ရုံးပင်မတက်နိုင်မီ။ ဒီတိုင်းဆိုရင်တော့ရုံမထွက်ပြီးဈေးရောက်မှသိကြသည်ဟဲ့ဘလို့လဲနင့်လင်ကလာလဲမခေါ်နင်ကလည်းမပြန်တော့ဘူးလားခလီတောင်နဲ့ကြည့်ရတာမျက်စိနောက်တည်းပြန်တော့ငါမှအငဲရည်အများကြီးရှိသေးတယ်နင့်တယောက်တည်းတမိမဟုတ်ဘူးဒီလောက်ဆောင်သွားစီကျင်လဲသွားပါမယ်ကျုပ်ဟိုအင်းကဟာလေမျက်နှာချင်းဆိုင်ခြင်းလို့ကိုကျင်စိတ်ကိုနွားလိုခိုင်းပြီးစားနေကြတာဟဲ့အဲ့ဒါနင်ဒီလိုထွက်လာတော့ပို့ဆူတာပေါ့ဟုတ်တယ်ကျမပြန်တော့မယ် ြင်မဲဆိုတော့လေမန်းငွေရင်သည်ကလေးချီကကောက်ခနဲထပြန်သွားလေသည်အိမ်မှာတော့ကိုကျင်စိတ်မရှိဒီချိန်ဆိုလေဟာပြင်းစိမဆိုင်ထွက်နေမြည်ရောက်ခမအဖွားကြီးနဲ့ကလေးနှစ်ယောက်သားရှိ၏ကလေးများကမန်းငွေရင်ရှိရာပြေးလာကြသည် တနေ့နှစ်နှစ်ညကွဲသွားသောအမေကိုဖတ်တွေ့ထားကြသည်ရောက်ခမကြီးကတော့မျက်နှာမကောင်းလှပြီမန်းငွေရင်ကဒီတချီအပြက်ပြော့ပြစ်မြည်ဟိုမောင်းတင်လာသူပြီးပြီးမျက်နှာကိုတင်းထားသည်ဟဲ့နင်တို့ဖေရောဇေယောင်းသွားနေလား ဖဆင်းမြောင်းတာနှစ်ရက်ရှိပြီကိုတင်စိန်သွားရောက်နေအဖလည်းလင်းလင်းကိုခေါ်ပြီးမလှမ်းမြိုင်သွားတယ်ကိုတင်စိန်ဆိုဒီကကိုကျင်စိန်ဤကြီးဖြစ်ပြီလင်းလင်းကမငွေရင်တို့ဤတဟာကြီးဆုံးဖြစ်သည်ကိုကျင်စိန်ကမလှမ်းမြိုင်ကိုဘာသာလုတာလဲမငွေရင်ကရောက်ခမဘက်ကိုလှည့်မိလာရသည်နင်မဲ့ကျင်စိန်ဝါသားမြောင်းရောက်အထက်ရောက်မယ်ပြောတယ်ဆိုကျင်စိန်ကနင့်ဖို့အထက်သွားဝယ်တာပေါ့ကိုကျင်စိန်ကဒီလိုပဲဆိတ်လိုက်မှမှလုတ်တတ်သည် မငွေရင်ကိုလည်းအလိုလိုက်သည်ဆိုတော့ချက်ချင်းထပြီးအကောင့်ထဲပေါ်လာဖြစ်ရမည်သူယောက်ျားကိုတနာသွား၏နင်တို့အထည်ရောက်လို့ထမင်းစားရမလားတော်ကြဖမ်းလို့ဒုက္ခရောက်မယ်ခောက်ဆွဲရောက်နေဝတ်သားရောက်နေဘာဖြစ်လဲထမင်းဝရတယ်နင်တို့ဘာမှနားမလဲဘူးရောက်ခမကတဖဖမြည်တွနေ၏မငွေရင်ကဘာမှမပြောတော့ဘီတကယ်တော့ကလေးလေးယောက်စလုံးအစားအသောက်အကောင်းကောင်းစားရဝါဖီနေတာတော့အမှန်မင်းကိုကျင်စိန်ပြန်လာလျင် အထဲကိုသူ့ဘာသာရုံးမှရောင်းပြီးကိုကျင်စိန်ကိုသူ့အလုပ်ပဲသူပြန်လုပ်ခိုင်းရပြီမီလူဆိုသူမှလည်းသူကျွမ်းကျင်ရမှသာကျင်လဲပေးလိမ့်မည်ကိုကျင်စိန်ဘယ်တော့ပြန်လာမှာလဲနေချင်းပြန်သွားတဲ့လူတွေနဲ့လိုက်သွားတာပဲမနီကပြန်မလာဘူးဒီနေ့လာကျင်လာမှာပေါ့သူများတွေတော့ပြန်လာတယ်မြောက်ကြသူများတွေလုံးမှမလဲတာမငွေရင်ကကိုကျင်စိန်ကိုမော်လမြိုင်ရထားမှသွားကြည့်ဤရောင်းနဲ့မော်လမြိုင်ကိုနေချင်းပြန်ကုန်ကူးနေသူတွေရှိသည် တယောက်ကိုတနိုင်တယ်လျင်အဖမ်းစီလို့သည်ဆိုတော့သွားသူတွေပုံများလာသည်လူများလေပစ္စည်းများများရလိမို့တိုင်းရင်သားလုံးသွားသူတွေလည်းရှိသည်နိုင်သမျှကိုလည်းတင်းနေတဘိုးတဲကြလိမ့်ဤယထာဆိုင်သည်ဆိုလိမ့်မယ်လူတွေသည် အထုပ်တွေရက်ခါထန်းကားဖြစ်အပြေးပြိုင်ပွဲတလှုပ်လိုက်သလိုပြေးဆင်းလာကြလိမ့်သည်ဈေးကိုဥအောင်ရောက်မှဈေးကောင်းရပေမည်ကုချင်းစိတ်နှစ်လင်းလင်းကတော့အေးဆေးစွာပဲဆင်းလာကြလိမ့်ဤတာဖာနေရောက်အထုပ်ကလေးတွေထန်းကားဆင်းလာကြသည်ကိုကြည့်ပြီးမန်းငွေရင်စိတ်မကောင်းဖြစ်သွားသည် မငွေရင်ကိုမြင်သည့်နှင့်ကိုကျင်စိတ်မျက်နှာရွှင်လန်းသွားလေသည်နှင်းခုအိမ်ပြန်ရောက်နေပြီလားကိုကျင်စိတ်ကအထုံများကိုပြစ်ချပြီးမိသည်ဒီနေ့မှရောက်တာ ရှင်မလို့ကြုတ်ကိုမပြောဘဲမောင်းမြိုင်သွားတာလေဟောနင်းမဲအထက်ရောက်ကျင်ကြီးရဲ့ဆိုနင်းရောမငါသွားဝယ်ပြီးတာပေါ့အဖေါ်လဲကောင်းလို့ငါမိကိုလည်းပြောပြီးပြီအင်းကလုပ်တယ်မလုပ်တော့ဘူးလို့မငွေရင်ကလင်းလင်းကိုစီချိုပေးဖက်ပြီးသဘောကောင်းသောသူ့ယောက်ျားကိုကြည်နေမိသည် ရှင်းအောင်ကျင်တာပဲရောင်းမှာအထယ်တွေကျုပ်ရောင်းမယ်ဒါပေမဲ့ငွေကြီးကြီးရောရှင်းရှင်းလင်းလင်းလို့တော့တာမီတာဖရရဲ့အထုပ်ကိုစီဆဲကဘူရာယုံနဲ့မှထွက်လာကြလိမ့်ဤငါဟာငါစားတီးရောင်းရတာကောင်းနေမှငိုလို့ရတာအမြင်သားလွဲတာတကယ်ပြင်းမနေရှင်းကိုဘူးကတားခိုင်းလို့လေကျုပ်ဟာကျုပ်ရန်ကုန်မှာတဲ့ဝယ်ရောင်းလို့ရပါတယ်ငါလည်းမသွားဘူးလို့သွားကြည့်တာနင်ခဏခဏထွက်သွားတော့ငါလည်းစိတ်ညစ်တာနဲ့ယခုတော့သူတို့နှစ်ယောက်တည်းပြန်မောင်းထုံပြီးပြန်လဲတင်းမြတ်သွားကြပြီ။ ဘူရာကြီးရှိတွင်မှောင်ဟိုဈေးတယ်များသည်ညရသုံးမင်းကားများပေါ်အလူအယက်ပြည့်တက်နေကြလိမ့်ဤဘလို့ဖြစ်နေတာလဲဟဲ့ငါလဲမွေးဘူးပါတယ်တောင်းဆိုတာဒီရောက်တော့ကြာမှာပေါ့ဟဲ့ကုသအောင်တရားဟိုအမျိုးသမီးစေယုံကြီးဤစင်ဝင်အောင်မှာခဏမငြိမ်ဖြစ်နေလေသည်သူ့လိုပင်စေယုံရှိမှလူလာခောက်တုံသွားကရှင်တထိတ်ထိတ်ဖြစ်အဖြစ်ကိုဆောင်နေသူတွေချီနေလေဤစေယုံအပေါ်ရမမွေးလူနာအချို့ကမူမြန်နာကိုမိကား အောက်တွင်စောင့်နေသူအမျိုးသားများကိုလှမ်းကြည့်နေကြလေသည်အမျိုးသားများကလည်းလဲကိုဆန်ကားခေါင်းကိုမော့ကားဖြင့်ဝေဒနာခံစားရင်းတရှုံရှုံတမဲမဲဖြစ်နေသောမိမများကိုမော့ကြည့်နေကြလေ၏ဆေးရုံတကားဆောင်နှစ်ယောက်ခန့်သည်အပေါ်တက်လိုက်အောက်ဆင်လိုက်ဖြင့်အဆက်မပြတ်သတင်းပို့နေရလေသည်ကွန်ထွန်းရှိလားခမရမိမမွေးကန်းနဲ့ရောက်သွားပြီကိုတန်းအောင်ခမရမိမတော့အပြစ်မှပဲရှိသေးတယ်ဘာမှမစားချင်ဘူးတဲ့ ပစံတကြက်ပြေး၍မိခိုင်းလိုက်သောတရင်တော်သိရပြီမိမ၏တယောက်ကအနာသူသွားပြန်၏အဆောင်လက်ထဲကိုပစံမသိမသာထိုးထည့်ပြီးမိခိုင်းနေပြန်သည်မကြည်လားဆိုတော့မိပေပါဘာလိမွေးလဲဘာလို့သေးလဲလို့ညနေပါဟင်းယူခဲ့ရမလဲဆိုတာပါမိခဲ့ပါမမွေးရသေးဘူးဆိုရင်တော့စားကျင်တာယူခဲ့မယ်လို့မွေးပြင်တော့ဟင်းကနဲ့ငါးကျော်ပဲယူခဲ့မယ်မှသူကလည်းစုံစုံစေးစေးမှ၏မကြည်လားဟုတ်လားယောက်ျားနာမည်ဘယ်သူလဲ ။အိုကွယ်သူ့ယောက်ျားကြောင့်ပြုံးနေပါနဲ့။ဒီမှာကွယ်ဒီမှာလာမွေးရသူ့ယောက်ျားလည်းမသိဘူး။တိလေလကားပါကွယ်ဒီလိုယောက်ျားမျိုးက။စေယုံမဒီလိုဇလံမျိုးတွေကလည်းစုံသည်။အာဗျာယောက်ျားနာမည်နဲ့တွဲပြီးမှမေးလို့ခေါ်လို့လွဲတာဗျ။ဒီတိုင်းဆိုနာမည်သူတွေနဲ့ရောနေမှာပေါ့။ကလေးလာမွေးမှာတော့ယောက်ျားနာမည်မပါလို့ဘယ်ရမလဲ။စီယုံတင်းတော့ကလည်းပြောလိုက်ရပြီမဟုတ်လားဟုတ်တော့ဟုတ်ပါတယ်ကွယ်ဒီနာမည်ကိုမင်းကလေးထပ်မကြားစေချင်လို့ပါ အကြီးတဲ့ဗျာကဲကဲသွားမေးပြီမယ်ကောင်မလေးနာမည်မက်ကြီးလားနော်တကားစားအပေါ်ပြန်တက်သွားလိမ့်ဤထိုအချိန်မှာရုပ်ရည်တနာကမနှင့်လူငယ်တယောက်ရောက်လာသည်တကားစားကိုပတ်စံပေးပြီးအပေါ်တက်သွားသည်ဒီမှာကွယ်ဟိုတငယ်ကတော့အပေါ်တက်သွားပါလားသူ့ကြတော့တက်လို့ရသလားစိုးစိုးကမိမကြီးကမကြည်မနှက်ဖြစ်ဆက်ဆုပ်ပြန်ဤ तू आ तू เจ้าနဲ့ तू ဗျအဲ့တဲ့ချိန်မှာလမ်းတွေ့ရဲ့လို့ခုလိုချိန်မှာတယောက်ထက်တိတ်တိတ်လာတွေ့ရတာ ဟေးဘာဖြစ်လို့လဲ तू อ่ะရောမိမနဲ့ क्वे နေလို့လားသိပါဦးဗျာဟိုမိမမှာလဲယောက်ျားရှိတယ်ဗျညနေကျရင်လာတယ်ဟုတ်တော့အရေးပေါ်ဌာနသို့လူနာတွေတဖွဲ့ဖွဲ့ရောက်လာ၏မွေးလူနာတွေတားပြက်သည့်လူနာတွေညသောအဖြစ်ကတော့ကလေးပြက်ကြသည့်လူနာတွေကအများလေသည်အချို့ကလည်းသွေးတန်ရဲရဲနှင့်မြင်မကောင်းရှုမကောင်း ကိုတိုင်အောင်မိခင်ကြီးကတော့ရန်ကုန်မြို့ပေါ်မှာမိမတွေဤဝေဒနာကိုရင်သက်ရှုမောငင်းမောကြည့်နေမိလေသည်ထိုချိန်တွင်တောက်ပြောင်တည်လင်းသောကားကြီးတစ်စင်းထိုးဆိုင်ကကားပေါ်မှလူများသည်စားတောက်ဖေးရများကိုယူဆောင်လျက်စေယုံတကားဝမှခတ်တီးတီးပင်ဝင်သွားကြလေသည်တကားဆောင်များကလည်းအလိုက်တတိပင်တကားကိုချော့ကနေမိအောင်ဖွင့်ပေးလေ၏ဓလီကမောင်သမားကလည်းအတင်းဆောင်ဆိုင်နေသည်သူတို့ဟာဘသူတွေလဲကွမနေနိုင်သူကမေးပြန်သည် တထိတ်တွေပေါ့ဗျာလူနာစင်းတော့မှမို့စေးရုံကဆရာဝန်တွေဆရာမတွေအားလုံးမုံကြွေးမလို့လေအော်အော်ကိုတန်းအောင်တော့အုတ်လေကားပေါ်မှာခြေပြက်လက်ပြက်ထိုင်းမိပေးပြီသူ့မပြောသလိုအိမ်မှာဆရာမခေါ်ပြီးမွေးလာရရင်ကောင်းတာဟုတွင်းနေမိလေဤယခုတော့သူလည်းအလုပ်ပြအကိုင်းပြန်ရုံမှခွင့်ဆက်ရတင်လိုက်ရသည်ထမင်းချက်ပို့ရအောင်မည်ရခင်ကစေးရုံမှာလူနာတိုင်းကိုစေးရုံထမင်းကျွေးတော်လေယခုလူနာများလုံးသဖြင့်မကျွေးနိုင်တော့ အလွန်ဝေးလံသည့်နေရာမှလူနာများကိုသာကြွေးသည်။မင်းကလည်းဘယ်မှမသွားရမလားတဲ့။ထိုစဉ်အပေါ်မှဆင်းလာတော့တကစောင်းကကိုတန်းအောင်ကိုအော်ပြောသည်။ခရမိမမွေးပြီဗျ။မွေးကန်းထဲတော့မွေးရသေးဘူး။အပြင်မှာမွေးလို့ခေါ်သွင်းသွားပြီဗျို။ဗျာဟုတ်လား။ဘာလို့ဒီလဲ။အဲ့တော့တောင်းကြည့်ကြရဘူးဆရာမတွေရှော့ရှော့ခန့်နေလို့ကိုတန်းအောင်ရင်ထဲမှာမတင်မကြသေးဖြစ်ကထိုင်ရမလို့ထိုင်ရမလို့ဖြစ်နေလေသည်အမေကတော့မျက်စိစုံမိတ်က နှုတ်မှစီမံမှန်းတလို့တဖွားဖွားရေရွနေသည်ဖျားဖျား ချောချောမောမောဖြစ်ပါစီကျမ်းပါပါစီချမ်းသာပါစီကျွန်တော်တက်ကြည့်ပြစီဗျာကုသအောင်ငါတကဝနာကခအတနာခန့်ဤမဖြစ်လို့ပါဗျာခမရကိုခွင့်ပြုလိုက်ရင် နောက်ကလိုက်တက်မဲ့လူတွေတပုံကြီးဒီလူဆိုလဲတစ်ခေါက်သွားကြည့်ပေးစမ်းပါဗျာအဆောင်လက်ထဲကိုငွေတစ်ကြက်ထိုးထည့်လိုက်ရပြန်လိမ့်သည်အတန်ကြာမှဝမ်းသာအားရအဖြစ်ကိုသိရ၏ ယောက်ျားလေးပြနှစ်ယောက်စလုံးကျင်းကျမှာပါပဲကိုသားအောင်မျက်နှာရွှင်လန်းသွားလိမ့်ဤအဲ့တဲ့ချင်းတော်နီးလာပြီအမေထမင်းပြန်ယူပြကျွန်တော်ဆောင်နေလိုက်မယ်ဟဲ့အမေမမသွားတတ်ဖဲသားရဲ့အင်းဟုတ်သားဒီလိုဆိုအမေနေခဲ့ကျွန်တော်ထမင်းပြန်ယူမယ်အထက်ဝင်လို့ရရင်အမေဘယ်နေရာကိုသွားရမှာလဲအင်းဟုတ်တယ်ဒုက္ခပဲအင်းပြန်လို့လေအဝေးပြန်ရမှာမိမောင်မဟုတ်တော့ဘူးချုပ်ပါတယ်ကျွန်တော်နီးနီးဟာနာပဲထမင်းသွားဝယ်လိုက်တော့မယ်အေးအေးအေး တက်စာတွေအေးစာတွေမွေခဲနေနော်ဒါ။အော်အင်းမတတ်နိုင်အောင်မေရကြုံရပဲ။ကုသအောင်ဒီစေယုံမတို့တစ်ချက်လှမ်းကြည့်ပြီးစိတ်မဖြောင်စာဖြစ်ထွက်သွားလိမ့်ဤ။အမေကတော့တပြင်းချကတူတူရေရွံ့နေမိနေလိမ့်သည်။အော်ရဟုံမျိုးကြီးများကလေးမွေရတာလည်းမလွယ်ပါလား။ဆောက်ကလေးကိုဒီမှာပဲခေတ္တရနာခွင့်ပြုပါရှင်။နာဆင်အပိကကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရရှင်။ကျမ်းမာပြီးကင်းကြပါစေ။